အားလုံးမင်္ဂလာပါဆရာကြီးအလက်ဆန်ဒါဖလက်မင်းဆိုတာဗနီဇလင်လိုကဘာကျော်ဆေးဝါးကို ရှာဖွေ တွေ့ရှိခဲ့သူဖြစ်ပြီး လူသားဆောင်ပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တဲ့အတွက်ကဘာသမိုင်းမှာ အရေးပါတဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်သူဘဝမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်။အဲ့ဒီများစွာတဲ့ကတီပီလီယိုမှာအဓိကအချက်တွေကိုကောင်းလို့ပြပြပြပေးသွားမှာဖြစ်ပါတယ်။ ဆရာကြီးဖလမင်ဟာ1871ခုနှစ်ဩဂုတ်လ6ရက်နေ့မှာ စကော့တလန်နိုင်ငံမှာရှိတဲ့ Law Fit ဆိုတဲ့လေတော်ရွာလေးမှာမွေးဖွားခဲ့သူဖြစ်ပါတယ်။သူဟာလေသမားမိသားစုကနေဆင်းသက်လာသူဖြစ်ပြီးမောင်နှမ၈ယောက်မှာ9ယောက်မြောက်သားဖြစ်ပါတယ်။သူဟာသေဒ္ဓခန်အကြောင်းတွေမှာပညာသင်ကြားခဲ့ရပါတယ်။အသက်73နှစ်အရွယ်မှာလန်ဒန်မြို့ကိုပြောင်းရွှေ့ခဲ့ပြီး ူ့ရဲ့အကိုဖြစ်သူဆရာဝန်တဦးနဲ့အတူနေထိုင်ခဲ့ပါတယ်1902ခုနှစ်စိတ်မင်းလီစိတ်ကောလေးမှာစိတ်ပညာကိုစတင်သင်ယူခဲ့ပြီး1906ခုနှစ်မှာတော့ဆရာဝန်ပွဲကိုရရှိခဲ့ပါတယ်ဆရာဝန်ပွဲရပြီးနောက်မှာဆရာကြီးဖလမင်ဟာစိတ်မင်းလီစေယုံမှာပဲဆက်လက်ပြီးသူ့တည်တနာ လုပ်ငန်းတွေကိုလုပ်ကင်ခဲ့ပါတယ်အစပိုင်းမှာတော့ကာကွယ်ဆေးတွေနဲ့ခုခံအာဏာစနစ်တွေကိုအတိအကထားလေးလာခဲ့ပါတယ်ပထမကမ္ဘာစစ်အတွင်းမှာ တော်ဝင်တက်မတော်စေးဆရာဝန်အဖြစ်ဒါဝန်ထမ်းဆောင်ခဲ့ပြီးစစ်မေပြင်မှာတာယာရရှိထားတဲ့စစ်သားတွေမှာဖြစ်ပွားတဲ့ကူးစက်ယောဂါတွေကိုကုသရမှာအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒီအချိန်ကအသုံးပြုနေတဲ့ပိုသက်ဆေးတွေဟာထိရောက်မှုမရှိတဲ့အပြင်တခါတည်းမှာလူနာကိုပိုပြီးအန္တရာယ်ဖြစ်စေတာကို သူတတိထားမိခဲ့တယ်လို့ဆိုပါတယ်။ဒါဟာ သူ့အနေနဲ့ပိုကောင်းမွန်တဲ့ပိုတက်ဆေးကိုရှာဖွေဖို့စိတ်အားထက်သန်လာစေခဲ့တာပါအဲ့ဒီမှာတွေးရှိလာတဲ့အချက်က အနာမရင်အောင်လုံနိုင်တဲ့ဆေးတွေဟာဘူမွာအမှုဇီဝရုပ်ကို နေနင်းတာတဲ့လူခန္ဓာကိုယ်ကဆဲတွေကိုပိုပြီးဖြည့်ဆည်းချေမှုန်းပေးမဲ့လူရဲ့ဆဲတွေ ဘေးမဖြစ်စေတဲ့ဆေးကိုရှာရတော့မယ်လို့သူသဘောပေါက်ခဲ့ပါတယ်။စစ်ပြီးတဲ့အခါဆရာကြီးဖလမင်ကစိတ်မေရီဆေးယုံကိုပြန်ရောက်လာပါတယ်။သူ့တည်တနာ လုံရင်1922ခုနှစ်မှာလိုင်ဆိုနိုင်လို့အမည်ပေးထားတဲ့တက်တမျိုးကိုရတယ်။လိုင်ဆိုနိုင်ကိုလူခနာကိုကပဲရပါတယ်။ချွဲနဲ့ညက်ရီပေါင်းစပ်ထားတဲ့တက်ဟာလူခနာကဆေးကိုအန်ဒီရမလုတ်ပေမဲ့ ဘုံဘွားစီဝါရုပ်တွေကိုဖျက်ဆီးနိုင်တယ်ဒါပေမဲ့တခုလိုနေတာကလူကိုဒုက္ခပေးတဲ့ဘုံဘွားကိုမဖျက်ဆီးနိုင်တဲ့အရာပါဒါကြောင့်အဖို့တန်တဲ့အသစ်တစ်တခုဒိုးလာခဲ့ပေမဲ့အထွေအထူးအရေးပါတဲ့ကိစ္စဖြစ်မလာခဲ့ပါဘူးတကယ်တော့ပင်နီဆလင်ဟာမမျောလင်းဘဲနဲ့တွေ့ရှိခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့1928ခုနှစ်မှာဆရာကြီးဖလက်မင်ဟာ အလုံများတဲ့ကြားထဲကသူ့ရဲ့တက်ခွဲခန်းမှာ slab philo golf လို့ခေါ်တဲ့ပက်တီးရီးယားပိုးတွေကိုမွေးမြူစမ်းသပ်နေခဲ့ပါတယ်။ဒီနေ့မှာတော့သူဟာမတော်တဆအနေနဲ့ဘန်းရောင်မှုတစ်မျိုးဟာသူ့ပိုးမွေးထားတဲ့ပကံပြားထဲရောက်နေတာကိုတွေ့ရှိခဲ့ပါတယ်။သူ့တက်ခွဲခန်းထဲမှာမွေးထားတဲ့ step philo ဘော့ကတ်ပိုးမွားကိုလေတလက်ထားမိတဲ့အခါစမ်းချင်းပြက်ပြီးမြစ်ထေးသွားလို့မိုနုတက်နေတာတွေ့ရှိခဲ့တာပါအဲ့ဒါအပြင်မိုနုကိုဝိုင်းနေတဲ့ပိုးမွားတွေအားလုံးကြေပြက်နေတာကိုဆရာကြီးဖလက်မင်တွေ့တယ်သူချက်ချင်းအချင်းအနေမှန်ကိုတိလိုက်ပါပြီဒီမိုနုဟာဖီလိုကော့ကက်ပိုးမွားကိုဖျက်ဆီးနိုင်တဲ့အစိတ်ဖြစ်တယ်ဒီပစီဟာအန်ရယ်ပြုတ်နိုင်တဲ့တခြားပိုးမွားတွေကိုလည်း အပွားအောင်ဟန်တာနိုင်တယ်လို့သူစမ်းသပ်တွေ့ရှိခဲ့ပါတယ်ဒီပစ္စည်းကိုပင်နီဆီလင်းလို့နာမည်ပေးလိုက်တယ်ဒီပစ္စည်းဟာလူနဲ့ဒရိတ်ဆန်ကို အန္တရာယ်မဖြစ်စေဘူးလို့သူကောင်းကောင်းသဘောပေါက်သွားတယ်ဒီအချက်တွေကိုစာတမ်းတစ်ခုရေးပြီးတော့1926ခုနှစ်မှာဆရာကြီးကလူတွေကိုအသိပေးခဲ့ပါတယ်ဒါပေမဲ့ဘယ်သူမှတိတ်ပြီးအလေးအနက်မထားကြဘူးလို့သိရပါတယ်ဆရာကြီးဖလမင်ကဒီပင်နီဆီလင်းကို ဆေးကုသတဲ့နေရာမှာသုံးရင်သိပ်ပြီးကျေးဇူးများမယ်လို့ပြောပါတယ်။သို့တော့ဆရာကြီးကပင်နီဆလင်ကိုတန့်စင်အောင် လုပ်တဲ့နည်းမရှိသေးလို့နောက်အခါမှာတကယ်ကိုအစွမ်းထက်မဲ့ဆေးကြီးဖြစ်လာမဲ့ပင်နီဆလင်ကို10နှစ်လောက်အသုံးမပြုနိုင်ခဲ့ပဲဒီအတိုင်းထားခဲ့ရတယ်လို့သိရတယ်။1930ကျော်တဲ့အခါပိဋိရှလူမျိုးသူတွေတင်တဲ့ဦးဟိုဝက်ဝေါ်ကာဖလိုနီနဲ့အန်ဘော်ဒီချိန်တို့ကစာရန်ကိုဖတ်မိကြပြီးသူ့အလုပ်ကိုပြန်စစ်ပြီးတော့ဖော်ပြထားတဲ့ ရလက်ကိုဟုတ်မဟုတ်စမ်းကြည့်ကြပါတယ်ပြီးတော့ပင်နီဆလင်းကိုတန့်စီအောင် လုပ်ပြီးတခွဲခန့်တဲ့ကပရိသန်တွေမှာစမ်းသပ်ကြည့်တယ်1940ရောက်တဲ့အခါလူနာတယောက်ကိုတီဆေးနဲ့စမ်းကုသကြည့်တယ်အဲ့ဒီအခါမှာတီဆေးဟာအာဩဇရာကောင်းလောက်အောင် အစွမ်းထက်နေတာကိုတည်တည်ကြာကြာသင်ပြနိုင်ခဲ့တယ်အင်္ဂလိပ်နဲ့အမေရိကန်အစိုးရတွေကအားပေးလို့ဇေဝါကုမ္ပဏီတွေဝင်လာပြီး နီဇလင်ကိုမြန်မြန်နဲ့မြန်များထုတ်လုပ်ရောင်းချကြတော့တယ်လို့ဆိုပါတယ်အစမှာတော့ဒီပနီဇလင်ဆေးကိုစစ်တိုက်ရင်တရားရသူတွေအတွက်သာသုံးရမယ်လို့တည်တံကန့်သက်ထားတာပါ1945စစ်ပြီးတဲ့အခါပနီဇလင်ကိုတကဘာလုံးသုံးခွင့်ပေးလိုက်ပါတယ်ပနီဇလင်ပေါ်လာပြီးဆိုတော့အလားတူပဲပဋိဇီဝဆေးတွေအပြန်အဆိုင်ပေါ်လာပါတယ်ဒါပေမဲ့အဲ့ဒါနဲ့စွမ်းပေထက်ပေဆိုတဲ့ဆေးတွေအမြောက်အများပေါ်လာတယ် ဒါပေမဲ့လို့ပနစ်စလင်ဆေးရဲ့အစွမ်းကတော့ရော့ကျမသွားတဲ့အပြင်စွမ်းမြဲစွမ်းထက်မြဲထက်နေစေပဲလို့ဆိုပါတယ်အဲ့ဒီလိုတကဘာလုံးလွှမ်းမိုးနေတဲ့အကြောင်းတစ်ခုလည်းရှိနေပါသေးတယ်ပနစ်စလင်ဆေးဟာအန်အေဘေးနိုင်တဲ့အနုဇီဝရုပ်ပေါင်းများစွာကိုနှိမ်နှင်းနိုင်တယ်ပနစ်စလင်300မှာနောက်ထပ်စိတ်ချမ်းသာစရာတစ်ခုကတော့ဆေးလိုလိုဒုက္ခပေးတာမျိုးလုံးဝမရှိဘူးတကယ်စိတ်ချရတယ်လို့သိရတယ်တချို့ယောဂါကိုပနစ်စလင် ယူနစ်900နဲ့ပဲပျောက်အောင် ကုနိုင်တယ်။တချို့ဝေနာတွေကြတော့ဒီနေ့ယူနစ်ဆယ်ကတိထိုးပေမဲ့လို့ဘာအပူဝေဒနာမှမခံစားရဘူးလို့သိရတယ်။ဒီစင်းနဲ့မတဲ့တဲ့သူကယာနှုံးအင်မတန်နေပြီးတော့အများစုကတော့ဒီစင်းနဲ့တဲ့လို့သိအားရှိပြီးတော့ကျမ်းမှာသွားကြတာပါ။ဘနစ်စလင်ဆေးဟာ လူသံပေါင်းများစွာရဲ့အသက်ကိုကယ်ခဲ့ပြီးပြီ။နောက်လဲကယ်တင်နေဦးမယ်လို့ယုံကြည်ပါတယ်။ ဆရာကြီးဖလက်မီရဲ့တွေ့ရှိမှုဟာဆေးပညာလောကအတွက်ဒေါ်လာရေးတရဲလို့ပြောမယ်ဆိုရင်တောင် ပြောလို့ရပါတယ်။အရင်တုန်းကကုသဖို့ခက်ခဲတဲ့နမိုနီးယားသွေးစိတ်သက်တာတွေနဲ့တခြားပြင်းထန်တဲ့ပတိလျာပိုးဝင်တဲ့ယောဂါတွေကိုပင်နီဆလင်နဲ့ထိထိရောက်ရောက်ကုသနိုင်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာပင်နီဆလင်ဟာမယူမတွက်နိုင်တဲ့စစ်သားတွေရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တဲ့ဒဏ်ရာရရှိထားတဲ့စစ်သားတွေမှာဖြစ်တတ်တဲ့ကုသရောဂါတွေကို ကာကွယ်ပေးနိုင်ခဲ့တဲ့အတွေ့ဒေဆုံးနှောင်းဟာတိတိတသာကြာဆင်းသွားကြရတယ်လို့သိရပါတယ်ဆရာကြီးဖလမင်ဟာသူ့ရဲ့တခွဲခန်းကိုတတရရထားလိမရှိပါဘူးတခါတည်းမှာရပောင်းများစွာအားလိုက်ရက်ပွားပြီးမှပြန်လာတတ်ပါတယ်ဗနဇလင်ကို တွေးရှိခဲ့တာဟာလေသူ့ရဲ့ပေါ်ဆာမှုကြောင့်ဖြစ်နိုင်တယ်လို့တချို့ကဆိုကြပါတယ်ဒါပေမဲ့သူ့ရဲ့စူးစမ်းလို့စိတ်နဲ့တတိထားလိရှိတဲ့အလေးအကျင့်တွေကြောင့် ဒီလိုထူးခြားတဲ့ပြည့်ရှိမှုကိုရရှိခဲ့တာလို့ဆိုနိုင်ပါတယ်ဆရာကြီးဟာပကြီးဆွဲတာကိုလည်းဝါရဏပါသူတူဖြစ်ပါတယ်သူ့ရဲ့မိတ်ဆွေကို မိုးမွေးမြူထားတဲ့ပကံပြားတွေနဲ့ပုံဖော်ထားတဲ့ထူးထူးခြားခြားပကြီးကားတွေကိုလက်ဆောင်ပေးလိရှိတယ်လို့သိရပါတယ်ဆရာကြီးဖလမင်ဟာကျင်နာတတ်တဲ့စိတ်ထားရှိသူတူဖြစ်ပြီးသူ့ရဲ့သူ့တည်တနာလုပ်ငန်းတွေကို အများပြည်သူအတွက်အကျိုးရှိစေခြင်းနဲ့စံတာပြင်ပြခဲ့ပါတယ် ဆရာကြီးအလက်ဆန်ဒါဖလမင်ဟာကဘာပေါ်မှာအရေးအပါဆုံးသိပ္ပံပညာရှင်တွေထဲကတကူအဖြစ်သာဝရမှတ်တမ်းတင်ခိုင်းရမှာဖြစ်ပြီးသူ့ရဲ့ပနစ်စလင်တွေးရှိမှုဟာလူသားတွေရဲ့ကျန်းမာရေးနဲ့အသက်ကိုကယ်တင်ရမှာအင်မတန်ကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။သူ့ရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေဟာအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့လေးစားအတူယူစရာတဲ့ကောင်းတဲ့ဆရာကြီးဖလမင်ဟာပနစ်စလင်ရဲ့ အံ့ဖွဲအစွမ်းတက်သည့်တွေကိုသိရှိပြီးတဲ့နောက်မှာသူ့ရဲ့မိတ်ဆွေတွေနဲ့လှုပ်ဖို့ကင်ဖက်တွေစီကနေအဲ့ဒီဆေးကို စီးပွားဖြစ်အောင်ထုတ်လုပ်ပြီးရောင်းချဖို့အကြံပြုချက်တွေကိုလည်းရရှိခဲ့တယ်လို့သိရပါတယ်။တကယ်လို့သူကအဲ့ဒီအကြံပြုချက်တွေကိုလက်ခံခဲ့မယ်ဆိုရင်ဆရာကြီးဟာတန်းကြွယ်တထေးတူဖြစ်လာနိုင်တဲ့အလားအလာရှိပါတယ်။ဒါပေမဲ့ဆရာကြီးဘလမင်ဟာအဲ့ဒီအကြံပြုချက်ကို လက်မခံခဲ့ပါဘူး။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့လူသားတွေရဲ့အသက်ကိုကယ်တင်နိုင်မဲ့ဆေးဝါးတစ်ခုကိုရှာဖွေတွေ့ရှိဖို့ဖြစ်ပြီးတော့အဲ့ဒီတွေ့ရှိမှုကို အများပြည်သူအလွယ်တကူသုံးစွဲနိုင်စေဖို့ပဲဖြစ်တယ်လို့ဆိုပါတယ်။ဆရာကြီးဟာပနီဆလင်ကိုမူပိုင်ခွင့်တင်ဖို့စိတ်မဝင်စားခဲ့ပါဘူး။သူ့ရဲ့အမြင်မှာဆေးဝါးဟာလူသားအလုံးအတွက် ဖြစ်ပြီးတော့တူဦးတယောက်တည်းရဲ့အကျိုးအမြင်အတွက်မဟုတ်ဘူးလို့ခံယူထားသူဖြစ်တယ်လို့သိရပါတယ်။ နောက်တစ်ချက်ကဆရာကြီးဟာပင်နီဇလင်ကို စီဝါဖြစ်ထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ဤပညာနဲ့အရင်အနည်းသူ့မှာမရှိဘူးဆိုတာကိုလည်းသိရှိထားပါတယ်။ဘယ်လိုပဲဆိုဆိုဆရာကြီးဖလမင်ရဲ့အဲ့ဒီဆုံးဖြတ်ချက်ဟာသူ့ရဲ့စိတ်ထားကောင်းမွန်ပြီးလူသားတွေကိုကူညီလိုတဲ့စိတ်ဆန္ဒကိုထင်ရှားစေပါတယ်။သူဟာငွေကြီးအကျိုးအမြတ်ထက်လူသားတွေရဲ့အသက်အိုးအိမ်ကိုကယ်တင်ဖို့ကို ပိုပြီးအလေးထားခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့်လဲသူ့ကိုကမ္ဘာသမိုင်းမှာလင်းစားကြီးညိုထိုက်တဲ့ပုဂ္ဂိုလ်တူဦးအဖြစ်မှတ်တမ်းတင်ထားကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာဟာဝတ်ဖလော်လီနဲ့အန်စတိန်ချိန်တို့ဦးဆောင်တဲ့အော့ခ်စဖို့ဒ်တက္ကသိုလ်မှာဗင်နီဇလင်ကိုဆေးဝါးအဖြစ်အသုံးပြုနိုင်ဖို့အတွက်စမ်းသပ်မှုတွေနဲ့ကြီးမားတဲ့အဆင့်နဲ့ထုတ်လုပ်နိုင်ဖို့နည်းလမ်းတွေကိုရှာဖွေနိုင်ခဲ့ပါတယ်။ဆရာကြီးအလက်ဆန်ဒါဖလီမင်ဟာဗင်နီဇလင်ကိုမူပိုင်ခွင့်မပေးခဲ့တဲ့အတွက်တန်းကျွယ်တစ်ထည်တူဦး မဖြစ်ခဲ့ပေမဲ့လို့စစ်စစ်ရဲ့ဘဝမျိုးနဲ့တော့နေမသွားကြရပါဘူး။သူဟာနိုဘယ်ဆုကိုရရှိခဲ့တဲ့အတွက်ဆုငွေကိုရရှိခဲ့ပါတယ်။ဒါအပြင်သူ့ရဲ့ထူးချွန်တဲ့သိပ်ပံဆိုင်ရာလုံဆောင်ချက်တွေအတွက်ကမ္ဘာသမဝန်ကတက်ကရိုတွေနဲ့အဖွဲ့အစည်းတွေကနေကုံထူးဆောင်ပွဲတွေနဲ့ဆုတစိတ်တွေကိုလည်းရရှိခဲ့ပါတယ်။အဲဒီဆုတွေနဲ့အတူကုံတည်င်းနဲ့ငွေကြေးဆုလက်တွေလည်းပါဝင်ခဲ့ပါတယ်။ ဆရာကြီးဟာစိတ်မေရီစေကောလိတ်မှာနေပေါင်းများစွာ သူ့တည်တနာလုပ်ငန်းတွေကိုဥဆောင်ခဲ့ပြီးဗာမောခရာထုအထိသုံးယူခဲ့ပါတယ်။ဗာမောခတဦးရဲ့လစာဟာ သူ့မိသားစုဘဝရက်တည်နိုင်ရာအတွက်ဝင်ငွေတစ်ခု ဖြစ်ပါတယ်။ဒါကြောင့်ဆရာကြီးဖလမင်ဟာ ချမ်းသာကြွယ်ဝတဲ့ဘဝမျိုးမဟုတ်ခဲ့ဘူးဆိုပေမဲ့ချောင်းချောင်းလဲလဲဘဝအဆင့်အတန်းနဲ့နေထိုင်သွားခဲ့တယ်လို့ဆိုနိုင်ပါတယ်။သူ့ရဲ့ဂုံတိုက်ခါ လူမှုအတိုင်းအဝိုင်းမှာရရှိခဲ့တဲ့လေးစားမှုနဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေကနေရရှိတဲ့ကျေနပ်မှုတွေက သူ့ဘဝကိုပိုပြီးကျေဝစေခဲ့မှာသိချပါတယ်။ပင်နီဆလင်ကိုစတင် တွေ့ရှိပြီးဆေးဝါးအဖြစ်အသုံးပြုနိုင်ဖို့စူးစမ်းမှုတွေလှုပ်ဆောင်နေချိန်ဟာဒုတိယကမ္ဘာစစ်နဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒီအချိန်မှာ အသက်ပေါင်းများစွာကိုကယ်တင်နိုင်စွမ်းရှိတဲ့ပင်နီဆလင်ဟာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ ။ဒါကြောင့်အစောပိုင်းကာလတွေမှာတော့ဒဏ်ရာရရှိထားတဲ့မဟာမိတ်တပ်ဖွဲ့ဝင်စစ်သားတွေအတွက်ကိုသာဦးစားပေးပြီးအသုံးပြုခွင့်ပေးခဲ့ပါတယ်။စစ်မြေပြင်မှာဖြစ်ပွားတတ်တဲ့ကူးစက်ရောဂါတွေကိုထိထိရောက်ရောက်ကုသနိုင်တဲ့အတွေ့စစ်သားတွေရဲ့အသက်ကိုအများကြီးကယ်တင်နိုင်ခဲ့ပါတယ်။အစောပိုင်းမှာပင်နီဆလင်ကို ကြီးမားတဲ့ဗမာနာနဲ့ထုတ်လုပ်နိုင်တဲ့နည်းပညာဟာ အခုအချိန်လောက်မဖွင့်ဖြိုးသေးပါဘူးထုံလုံးမှုနည်းပါတာကြောင့်အတိုင်းအတာတစ်ခုအထစ်သာအသုံးပြနိုင်ခဲ့ပြီးတော့အရေးပေါ်အခြေအနေတွေနဲ့စစ်သားတွေကိုသာဦးစားပေးခဲ့ရပါတယ်စစ်ကြီးပြည်ဆုံးသွားပြီးနောက်ပိုင်းမှာပင်နီဆလင်ကိုကြီးမားတဲ့ဗမာအနာနဲ့ထုံလုံးနိုင်တဲ့ဤပညာတွေတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်ဒါအပြင်ဆေးဝါးရဲ့အံ့ဖွယ်အစွမ်းတတိတွေကိုလည်းကဘာကပုံမူတိရှိလာတာနဲ့အများအသုံးပြခွင့်ကိုတဖြည်းဖြည်း ိုးချဲ့ပေးခဲ့ပါတယ်။အင်္ဂလာနဲ့အမေရိကန်ပြည်ထောင်စုမှာလည်းပဲစစ်ပီးခစ်မှာအရသာပြည်သူတွေအတွက်ပင်နီဆလင်ကိုပုံမလွယ်ကူစွာရရှိနိုင်အောင်စင်မံဆောင်ရွက်ခဲ့ကြပါတယ်။နမိုနီယာသိစိတ်သက်တာအရေးပြပိုးဝင်တာနဲ့တခြားသောပတိယပိုးဝင်တဲ့ယောဂါတွေကို ကုသရမှာ ပင်နီဆလင်ဟာအလွန်ထိရောက်တဲ့ဆေးဝါးဖြစ်တဲ့အတွက်လူအများရဲ့လူအချက်မြင့်မားလာခဲ့ပါတယ်။ 1948မြောက်ရဲ့အလယ်ပိုင်းနဲ့နောက်ပိုင်းတွေမှာတော့ပင်နီဆလင်ဟာဆင်းဆိုင်ရာတွေမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ဆေးဝါးတစ်ခုဖြစ်လာခဲ့ပြီးလူသားထောင်ပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါကြောင့်အစပိုင်းမှာစစ်ပဲအသက်တောင်ဦးစားပေးခဲ့ပေမဲ့နောက်ပိုင်းမှာတော့အင်္ဂလန်နဲ့အမေရိကန်ပြည်သူတွေအပါအဝင်ကမ္ဘာတဝန်းကလူတွေအတွက်ပင်နီဆလင်ဟာမရှိမဖြစ်ဆေးဝါးတစ်ခုဖြစ်လာခဲ့တာပါ။ဆရာကြီးအလက်ဆန်ဒါဖလက်မင်ဟာ သူ့ရဲ့ဘဝနဲ့လုပ်ငန်းခွင်အထွေကြုံကနေပေါက်ဖွားလာတဲ့လေးနဲ့ပြီးမတ်သားစရာကောင်းတဲ့အဆူအမိတ်တချို့ရှိပါတယ်။တခါတရံမှာကိုရှာဖွေးနေတာမဟုတ်တဲ့အရာကိုတွေးရှိတတ်ပါတယ်တဲ့။ဒါဟာပင်နီဇလင်ကိုမမျောလင့်ပဲတွေးရှိခဲ့ပုံကိုယဉ်ညွန့်တဲ့သူ့ရဲ့အကျော်ကြားဆုံးအဆူအမိတ်တစ်ခုဖြစ်ပါတယ်။သိပ္ပံပညာမှာမတော်တဆမှုတွေနဲ့စုစမ်းလေ့လာမှုတွေရဲ့အရေးပါပုံကိုဖော်ညွှန်းနေတာဖြစ်ပါတယ်။ပြင်ဆင်မထားတဲ့စိတ်ဟာ အခွင့်အရေးရဲ့လက်ကိုမြင်နိုင်မှာမဟုတ်ပါဘူးတဲ့ဒီအဆိုမိန်ကတော့အခွင့်အရေးဆိုတာရောက်လာတဲ့အခါအမိအယဖန်းဆုံနိုင်ဖို့အတွက်အမြဲတမ်းအသိပညာနဲ့စိတ်တက်ကို ပြင်ဆင်ထားဖို့လိုအပ်တဲ့အကြောင်းကိုဆိုလိုတာပါ။မင်းနစ်လင်ကို သူတွေ့ရှိခဲ့တဲ့အချိန်မှာလည်းအဲ့ဒီမိုးရဲ့ထူးခြားချက်ကိုတတိပြုမိပြီးဆက်လက်လေးလာဖို့စိတ်ဝင်စားခဲ့တာဟာသူ့ရဲ့ပြင်ဆင်ထားတဲ့စိတ်ကြောင့်ဖြစ်ပါတယ်။မင်းနစ်လင်ကို တဘာဝကဖန်တီးထားတာပါ ကျွန်တော်ကအဲ့ဒါကိုရှာဖွေတွေ့ရှိခဲ့တာပါဒီအဆိုမိန်ကသူ့ရဲ့တွေ့ရှိမှုအတွေ့သူ့ကိုယ်သူနှင်ချစွာပြောကြားခဲ့တာပါတဘာဝတရားရဲ့အံ့ဖွယ်ဖြစ်ရတွေကိုသူဘလောက်လေးစားတယ်လဲဆိုတာကိုပြသနေပါတယ်နောက်တစ်ချက်က သူကတိုက်ရိုက်အတိအကျပြောခဲ့တဲ့အဆိုမိန်မဟုတ်ပေမဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေကနေလေ့လာနိုင်တဲ့အရေးကြီးတဲ့သင်ခန်းစာတစ်ခုကတော့ ဇွဲရှိခြင်းနဲ့အသေးစိတ်အချက်လက်တွေကိုဂယုဒစိုက်လေးလာခြင်းဟာသိပ္ပံဆိုင်ရာတွေးရှိမှုတွေမှာအလွန်အရေးကြီးပါတယ်ဆိုတဲ့အချက်ပါပဲ။ပင်နီဆလင်ကိုချက်ချင်းအသုံးချနိုင်တဲ့ဆေးအဖြစ်ပြောင်းလဲဖို့အတွက်နောက်ပိုင်းမှာအခြားသိပ္ပံပညာရှင်တွေရဲ့ကြိုးပမ်းအားထုတ်မှုတွေလည်းပါဝင်ခဲ့ပေမဲ့ဖလဲမင်ရဲ့မူလတွေးရှိမှုဟာအင်မတန်အရေးပါခဲ့ပါတယ်။ဆရာကြီးဖလဲမင်ရဲ့အဆိုအမိန့်တွေနဲ့သူ့ရဲ့ဘဝအတွေ့အကြုံတွေဟာကျွန်တော်တို့အတွက် အများကြီးသိစရာတွေပေးစွမ်းနိုင်ပါတယ်။မမျောလင့်ထားတဲ့အရာတွေကနေအရေးကြီးတဲ့တွေးရှိမှုတွေဖြစ်လာနိုင်သလိုအခွင့်အရေးတွေကိုဖန်ဆုပ်နိုင်ဖို့အတွက်အမြဲတမ်းပြင်ဆင်နေဖို့လဲလိုအပ်တယ်ဆိုတဲ့အကြောင်းတွေကို သူကသွင်းသင်ပေးခဲ့ပါတယ်။ဆရာကြီးအလက်ဆန်ဒါဖလမင်ဟာသူ့ရဲ့ထူးခြားတဲ့ပေးရှိမှုအတွေ1945ခုနှစ်မှာဟာဝဲဖလော်ရီနဲ့အန်စတိန်ချင်းတို့နဲ့အတူနိုဘယ်ဆုကို ချင်းမင်းခံခဲ့ရပါတယ်သူဟာကဘာတဝမ်းကတက်ကြိုတွေနဲ့သိပ်ပံအဖွဲအစည်းတွေကနေကုံလူးဆောင်ပွဲတွေနဲ့ဆုတဲ့စိတ်တွေကိုလည်းရရှိခဲ့ပါတယ်ဆရာကြီးဖလက်မင်ဟာအိမ်ထောင်၂ဆက်ရှိခဲ့ပါတယ်သူ့ရဲ့ပထမဇနီးကတော့ဂလိလူမျိုးဒူနာပြုတ်တူဖြစ်ပါတယ်သူ့ရဲ့နာမည်ကအမေရိယာပါရာချာရိုပါရာချာရိုဘူးလို့ဖြစ်ပါတယ်သူတို့ဟာ1915ခုနှစ်မှာလက်ထပ်ခဲ့ပြီးတော့လော့ဘတ်ဖလက်မင်ဆိုတဲ့တူဒီတော်သားတယောက်ကိုထွန်းကားခဲ့ပါတယ်အမေရိယာဟာ 1945ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။ဆရာကြီးဖလမင်ရဲ့ဒုတိယဇနီးကတော့သူ့ရဲ့လှုပ်ဖော်ကင်ဖဲတဦးဖြစ်တဲ့ဆရာဝန် Iron MacGregory White ဖြစ်ပါတယ်။သူတို့ဟာ1953ခုနှစ်မှာလက်ထပ်ခဲ့ပြီးကလေးတရားမှမထွန်းကားခဲ့ပါဘူး။ဆရာကြီးဖလမင်ဟာ1955ခုနှစ်မတ်လ17ရက်နေ့မှာလန်ဒန်မြို့မှာကွယ်လွန်သွားခဲ့ပါတယ်။ ဆရာကြီးအလက်ဆန်ဒါဖလမင်ကွယ်လွန်သွားတာနေပေါင်းတော်တော်ကြာပြီဆိုပေမဲ့သူ့ရဲ့အုပ်ကူဟာအခုအချိန်ထိရှိနေပါသေးတယ်သူကိုအင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့စိန်ဘောကက်သီဒရယ်ဘုရားရှိခိုးကျောင်းရဲ့မြေအောက်ခန်းမှာမြုပ်နှံထားပါတယ်အဲ့ဒီနေရာဟာပြည်တင်နိုင်ငံရဲ့အထင်ကရပုဂ္ဂိုလ်တွေမြုပ်နှံရာ နေရာတစ်ခုဖြစ်ပြီးဆရာကြီးဖလမင်ရဲ့ဂုံဂျေဇုကိုအတိအမှတ်ပြုတဲ့အနေနဲ့အဲ့ဒီမှာမြုပ်နှံထားတာဖြစ်ပါတယ် ဒါကြောင့်မိတ်ဆွေတို့လန်ဒန်မြို့ကိုရောက်ခဲ့မယ်ဆိုရင်ကတိတရေဖျားစကိုးကျောင်းကိုကြွားရောက်ပြီးဆရာကြီးဖလဲမေရဲ့အုတ်ကူကိုလွမ်းဆုကာရဝါပြုနိုင်တယ်လို့ပြောရင်းနှီးကုန်းချုပ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ